ိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကိုစတိုရီ YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာရွှေဝင်းထုံရေးသားထားတဲ့စာနီတော်မောင်မှန်းနဲ့တခုတော်ခင်ကြီးစင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကို တင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe နှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရယ်။အသေးသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ ေးနာနူတီဘဲနဲ့ကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွင့်ဤပဲဖြစ်ပါတယ်ရှင်ကျုပ်တို့ကတော့ရွာကိုပြန်ရောက်လာတော့ဒွားကားသူတွေကလည်းကျုပ်တို့ဘလို့ကြုံခဲ့တာကိုမေးမြန်းကြပါတယ်ကျုပ်ကလည်းပြင်းချောင်းကုန်စင်ပြောပြတော့အားလုံးကအံ့အားသင်းကြတယ်လေအဲတချို့ကတော့သူတို့သာဆိုရင်များပြားတဲ့ရွှေတွေကိုအသေးချောင်ယူမိမယ်လို့ပြောလာပါတယ်တီးတော်တာများကိုမေးပြီးတော့အားလုံးကလည်း ကျောင်းရဲ့အိမ်ကနေပြန်သွားကြပါတယ်။ကိုမန်းနဲ့ကိုရမစိန်နန္ဒာရွာပျော်ဖို့ကောင်းရဲ့လားတော့မဲကျောကလည်းလူတွေပြန်သွားတော့မှရောက်လာပြီးမေးချင်းဖြစ်ပါတယ်။ပျော်ဖို့ကောင်းမကောင်းတော့မသိဘူး။ကျောင်းလိုက်ရတဲ့ဒုက္ခကတော့နင်းကိုဖိသက်တောင်သိတယ်။ကိုရမကြီးကလည်းကျောင်းအဲ့ဒီရွာကိုသွားကျင်လို့တော့ဟာဘာလို့သွားကျင်ရတာတော့။ဘာလဲနင်းရင်းစားရှိလို့လား။ရမပြောလိုက်တော့မဲကျောကလည်းပါးလေးတွေရဲသွားပါတယ်။အိုးတော့ ဘယ်ရရီးစားရှိရမှာလဲကျုပ်ကတရွာသားကိုရီးစားမတော်ရဲပါဘူးတော့ဒါဆိုဒီရွာသားကိုပဲရီးစားတော်မယ်ပေါ့အဲ့ဒါဆိုရင်တော့ငါရှိရယ်နော်အိုးကိုရမကြီးကလည်းဘာတွေပြောနေမှမသိဘူးမဲကျုံကရှက်ပြီးတော့ပြေးထွက်သွားတယ်ဗျဟေ့အောင်ရမရဲ့မင်းကမဲကျုံကိုကြိုက်လို့လားဟဲဟဲကြိုက်ပင်မဲ့မပြောရဲဘူးကျုပ်ကိုလက်မခံပါဆိုးတယ်မင်းကလေကွာမင်းတာတကယ်ချစ်တယ်ဆိုရင်ဖွင့်ပြောပေါ့ကွာမဲကျော့လည်း မင်းစီမှာခန်းစားချက်ရှိရင်ရှိနေမှာပေါ့ကိုမတ်ကတော့ကျုပ်ကိုအရောက်ပို့နေပြန်ပါပြီလက်မခံရင်မျက်နှာချင်းတော့ဆိုင်ရဲမှာမဟုတ်တော့မင်းရလေကြောက်တက်လိုက်တာယောက်ျားမဟုတ်တဲ့အတိုင်းပဲဟဲ့တာမင်းကြီးကိုရှောက်ပြီးတော့မြောက်မပေးစမ်းပါနဲ့အမေတို့တွေကပြေးဆုံးတာမဟုတ်ဘူးတာရဲ့တော်ကြမဲကြောလက်မခံမှ အခုလိုဆက်ဆက်ရေးလေးပြတ်နေပါအောင်မေအမေရလေကျုပ်တို့ပြောနေတာကိုကြားပြီးအိမ်မော်ကနေဆင်းလာတယ်ဟုတ်ဗျာတကယ်ချင်းရင် ြည်စုံတာတွေမပြည့်စုံတာတွေမကြည့်ပါဘူးအမေရဒါရီကစ조사ရင်ရတဲ့အရာတွေပါတော်ကြမှမေကျော့သူများနဲ့ရသွားရင်အမေသာအသေးကွဲပြီးမစားနိုင်မအိမ်နိုင်ဖြစ်နေပါမယ်ကိုမှတ်ပြောတော့မှကျောက်တောင်တွေးပြီးတော့ပုံမိနေပြီဒါနဲ့အမေမေကျော့ကိုသဘောကျလားအကိုဖြစ်သူကနည်းနည်းလေးမြောက်ပေးလိုက်တာနဲ့ညီဖြစ်သူကစလာပြီအမေကတော့မေကျော့ကိုသဘောမကျเสียဘာအကြောင်းမှမရှိပါဘူးဒီလောက်လိမ္မာတဲ့ကလေးမောင် သဘောမကျပဲရှိပါမလားဒါဆိုရင်တော့ကျုပ်မဲကျုပ်ပိုးပန်းမယ်ဗျာနေအောင်ရမရဲ့ပိုးပန်းမယ်ဆိုရင်လေမိန်းကလေးဖက်ကသဘောကြောင်းအလောက်ကလေးမဲမဲရရလေးတော့ရှိရမှာပေါ့ဒါဆိုရင်ကျုပ်ကဘာအလောက်လုံးရမှာတော့ကိုမဲ့ရဲ့ကျုပ်တို့လို့တာအမဲပြစ်တာပဲရှိရလေဒီလိုကငါ့မှာစုထားတဲ့ငွေမနေများများရှိရဲ့အဲ့ဒီငွေတွေနဲ့လဲဝယ်လို့ရတယ်လဲဝယ်ပြီးရင်မင်းကလဲလုပ်ငန်းလုပ်ပေါ့ကိုမက်ကလည်းဗျာ ကျုပ်ကလဲမလို့ချင်ပါဘူးအမဲပဲပြစ်ချင်တာဗျခေးအောင်ရဲ့လဲလုံခိုင်းတာမင်းရဲ့အိမ်အောင်ကြာသွားရင်လေဒီလဲလုံရမှာလေအခုချိန်နဲ့ရလဲဘလို့လုံလဲဆိုတာသင်ချသိအောင်နဲ့အိမ်အတွက်ဝင်ဝင်လေးရအောင်လုံခိုင်းတာနောက်တစ်ခါကလဲအလုံးလေးရှိတော့မင်းရဲ့မဲကျုပ်ကိုပိုးပန်းတဲ့အခါမှာလေအခုထက်ပိုပြီးတော့အဆင်ပြေတာပေါ့ကိုမှပြောတာလေဟုတ်ပါရဲ့ဒါနဲ့ကျုပ်ကိုဘသူကသင်ပေးမှာလဲအဖေဦးတောင်းကသင်ပေးမှာပေါ့ကဲကဲငါကအခုဆိုရင်အခု ငါအိမ်ရာကောင်းရင်ကဝါကြည့်တော့ထဲမှာငါစုထားတဲ့ငွေတွေရှိတယ်အဲ့ဒါကိုယူပြီးတော့ဦးလေးထုံးမြန်စီမှာလဲသွားဝယ်ခဲ့တပတ်ခါလောက်လဲစားလုပ်ကြတာပေါ့ကျုံကတော့စိတ်မရှိသူဖြစ်တာမို့ဂျာမားကိုလည်းလဲလုခိုင်းဖို့အတွက်တွန်းအားပေးလိုက်ပါတယ်ဂျာမားကတော့လဲကိုတိတ်ပြီးတော့လှုပ်ချင်မှမပေါ်ဘူးလေခဏနေတော့အဖေနဲ့ယာမလည်းလဲဝယ်ဖို့ထွက်သွားကြပါတယ်ကိုမက်ကြီးလဲကတော့ဝယ်ပြီးပြီဒါဆိုရင်တော့မင်းရဲ့အလုပ်ဝင်ရတော့မှာပေါ့ကောင်းပါလေကွာ တနေ့ကုန်လုံးနောက်တနေ့ကိုလည်းရောက်လာခဲ့ပါပြီကျုံကတော့တနက်ကိုကင်တတို့တချောင်းကိုလည်းခါမှချိန်ဆွရင်အမဲပြည့်ထွက်ဖို့ပြင်ဆင်နေပါတယ်ကိုမတ်အမဲပြည့်သွားမှလားကျုပ်ပါလိုက်မယ်လေမေးရလိုက်မလို့လားလဲအတွက်လိုအပ်တဲ့စဘာမျိုးတွေတွားယူရအောင်မှမဟုတ်လားအဲ့ဒါပြန်ရောက်မှတွားယူလည်းရပါတယ်ဗျာခဏဆောင်ကျုပ်တနက်တွားယူလိုက်အောင်မယ်ရာမကတော့တားလို့မရတဲ့ကောင်မို့တနက်ယူပြီးတော့ကျုံနဲ့လိုက်ခဲ့ပါတယ်ကိုမတ် ကျောကိုတော့မဲကျောနဲ့အောင်းသွဲပေးပြီးကိုမန်းကိုတိုင်းကြတော့ချေးရတဲ့သူလေးပါလိမရှိဘူးလား။ရာမာကတော့ကျောကိုမေးလာခြင်းဖြစ်ပါတယ်။အခုတော့မရှိပါဘူးကွာ။နောက်တော့ရှိရင်ရှိလာမှာပေါ့။ရှိလာတဲ့အခါလဲကျောကိုပြောပြနော်။ကျောအစွမ်းကုန်ကူညီမယ်။အေးပါကွာအေးပါ။အခုတော့မင်းကိုမင်းမဲ့ဂယုစိုက်ပါအောင်။ဟေးဟေး။ဟုတ်ပါပြီဗျာ။ဒါနဲ့အခုကဘာကောင်ဖြစ်မှာလဲ။ပုံသေးရလို့တော့မရှိပါဘူးကွာ။ရုံတွေ့ရင်တော့လို့ကျင်နေ။ ကျန်နာကတော့ဂျီတို့တောဝက်တိုးလောက်ပေါ့ကျုံနဲ့ရာမလည်းစကားလေးတပြောပြောနဲ့တောထဲကိုဝင်ခဲ့ပါတယ်တောကလည်းမုံဆိုးနှစ်ယောက်ဝင်လာခြင်းကြောင့်တိတ်ဆိတ်မှုကလွှမ်းမိုးသွားပြန်နေလေမြောင်များကတော့ကျုပ်တို့နှစ်ဦးကိုစူးစမ်းစွာကြည့်ပြီးအိုအပင်ဒီအပင်ကူးလျက်ရှိပါတယ်ကိုမက်ရဒီမြောက်တွေတော်တော်မျက်စိနောက်တာပဲကျုပ်ပြစ်တာပြစ်လိုက်ချင်တော့တယ်နေပါစေကွာဒါကသူတို့ရဲ့တဘာဝပဲလေမင်းမျက်စိနောက်ရင် မကြည့်နဲ့ပေါ့ကွာ ဒါနဲ့ကိုမန်ဒီမှာချေရတွေတွေ့တယ်ဗျဘာကောင်ရဲ့ချေရတွေလည်းမသိဘူးဂျာမားကတဲကွဲစွာမြင်နေရတဲ့ချေရများကိုပြလာတော့ကျုံးကလည်းဆက်ချေရများဖြစ်ကြောင်းသိလိုက်ပါတယ်ချေရများကတော့တိမ်မကြခင်ကချေရများဖြစ်တာမို့အခုနေရာနဲ့တိမ်မဝေးတဲ့နေရာမှာရှိနေနိုင်ကြောင်းကိုလည်းတွေးမိလိုက်ပါတယ်ဒါဆက်ရက်ချေရပဲဂျာမားရဲ့ချေရတိတ်မကြခင်ကချေရဆိုတော့ဒီအနီးနားမှာပဲရှိနိုင်တယ်ဆက်ဆိုရင်တော့ ကျုပ်တို့ဈေးအတော်လေးရောက်မှာပဲအေးပေါ့ကွာဆက်ကလည်းဈေးဖို့ဖို့နဲ့တခြားနေရာတွေမှာအတုံးဝင်တာကြောင့်ဈေးကောင်းကတော့ရတာပေါ့ဒါနဲ့ကိုမှန်ဆက်ကဘယ်နေရာတွေမှာအတုံးဝင်တာလဲဆိုတာပြောပြပါလားညမကလည်းဆက်ရဲ့အတုံးဝင်မုံတွေကိုမေးမြန်းလာတာမို့ကျုပ်ကလည်းတီးတလောက်ပြန်ဖြေပေးမိပါတယ်ခမရတို့တီးအောင်မှတခါလေးပြောပြလိုက်မယ်ဗျာဆက်ဆိုတဲ့အကောင်ကတော့လှပတဲ့ဂျိုးရင်းရှိပြီးအမွေးအမြင်များတဲ့ကောင်မှာ အဲ့တနေ့ရမှာနှစ်ကောင်သုံးကောင်စုနေကြပြီးပတ်ဝန်းကျင်ကိုလည်းအထူးဂရုစိုက်တတ်တဲ့အကောင်တွေပဲဖြစ်ပါတယ်စက်ကြိုကတော့ဆေးဖက်ဝင်တာမို့တိုင်းရင်းဆေးစရာတွေကလည်းဈေးကောင်းပေးပြီးတော့ဝဲကြတယ်စက်ကတော့အမွှေးကျန်းတဲ့အပြင်တရေကလည်းကျန်းနေစက်ထီးနဲ့စက်မကလည်းမတူကြအောင်လေစက်မတွေကလဲတိုင်မွေးမရှိပေမဲ့စက်ထီးများကတော့လဲတိုင်မွေးရှိကြတယ်ညဘက်အစာရှာတတ်တဲ့အကောင်များဖြစ်တာမို့ညဘက်မှာတိတ်မတွေ့ရတတ်တဲ့တောကောင်တစ်မျိုးဖြစ်ပါတယ် ကျန်ဦးကျို့ကိုတော့ရောင်းညှမ်းခြင်းနဲ့ကုလို့မလွယ်တဲ့ယောဂများအတွက်အသုံးပြုကြတယ်။ဦးကျို့တွေကိုတော့အလားထားဖို့အတွက်လည်းဝဲကြပါတယ်။စက်သားကတော့အချောက်ခံထားပြီးအဲ့တဲ့တွေအတွက်တဲ့ခင်းမှုတင့်တော်ပါတယ်။ကျုံကလည်းယာမကိုဆက်ရဲ့အသုံးဝိမုံကိုပြောပြလိုက်တော့ယာမကခေါင်းတငိမ့်ငိမ့်နဲ့ရှိပါတယ်။ကျုံတို့ကဆက်ပြီးရှောင်းလာခဲ့တော့ရွံ့နုပင်တပင်အနီကစက်နှကောင်ကိုတွေ့ရပါတယ်။စက်များကတော့အစားစားလိုက် ပန်ဝင်းကျင်ကိုကြိလိုက်နေရှိပါရဲ့။ကျဲလောင်နဲ့တနတ်တန်တစ်ချက်ပေါ်ထွက်လာခြင်းနဲ့တူစက်တကောင်ကလည်းမြေပေါ်လဲကျသွားတယ်လေ။ကိုရမကျောင်းရဲ့ပြစ်ချက်ဘလို့နေလဲ။ရမကတော့တနတ်ကိုပခုံးကိုတင်ပြီးပြောလာပါရဲ့။ဒီအကွာဝေးကိုနန်းချန်းကိုမှန်အောင်ပြစ်နိုင်တာဆိုတော့တော်တော်တိုးတက်လာတာပဲ။ကိုမက်လက်ရည်ကိုမှီဖို့စ조사ရအောင်ပဲလေဗျာ။ငါလဲမင်းပြောတဲ့လောက်မဟုတ်ပါဘူး။မထူးမခြားနာပါပဲ။ကိုမက်ရာကိုကိုကိုနှိမ့်ချလိုက်တာဗျာ။ နှိမ့်ချတာတွေမနှိမ့်ချတာတွေမလုံးနဲ့အောင်အခုကဆက်ကိုဖြတ်ရအောင်မေကျုံနဲ့ရာမကလည်းဆက်ကိုမလို့အတ္တတွေကိုဖြတ်တောင်းလိုက်ပြီးရွာကိုလဲထမ်းခဲ့ပါတယ်ကိုမတ်တို့ဆက်ကြီးရလာတာပါလားမေကျော်တို့လည်းတတွဲလောက်ဝဲမယ်နော်ကျုပ်တို့အိမ်ပြန်ရောက်တော့အိမ်ရောက်နေတဲ့မေကျော်ကဆက်ကိုဝဲဖို့ပြောလာပါတယ်မေကျော်ရနေလို့ချင်းရင်တတွဲယူသွားလိုက်လေပတ်စံပေးစရာမလိုပါဘူးဟာကိုရမရဲ့မဟုတ်တာကိုရမတို့က ပင်ပင်မမှန်သွားရှာထားရတာအလက်ကားမယူနိုင်မအောင်တော့မဟုတ်တာမဲကြော့ရယူဆိုရင်ယူထားလိုက်ပါကဲကဲကိုမန်ကျုပ်တို့အသားဖြည့်ရအောင်ဗျာရှာမကတော့မတော်ရသေးတဲ့ချစ်သူလေးကိုရရောစွာပေးကမ်းနေပုံကိုကြည့်ပြီးကျုပ်ကလည်းပြုံးမိပါတယ်အကျန်းပုံစံသာဖြတ်ထားတဲ့အသားကိုလည်းတေးချဖြတ်ပြီးအသားကောင်းများကိုမဲကြော့ကိုပေးပါတယ်ဒီနေ့မှချောင်းကလည်းစိုးကျစ်လာသလိုပဲကွာကျုပ်ကဝင်းနှောင်းလိုက်တော့မဲကြော့ကရှက်ပြီးတော့ပြန်ထွက် အိမ်အဝင်ကဝါတိုင်နဲ့ခေါင်းနဲ့တိုက်ပြီးတော့ပိုဆိုးသွားတာပေါ့ကျန်ရန်ရမ်းမိအိမ်ပြင်းကို ပြေးထွက်သွားပါတယ်ကိုမတ်ကတော့အေးဆိုရင်လှုပ်ပြီပါဟဲ့ရောင်ငါကမင်းအေးအေးဆေးဆေးစကားပြောလို့ရအောင်လှုပ်ပေးလိုက်တာလေအသားတွင်းယူပြီးအနောက်ကလိုက်ပေးရင်နဲ့အေးအေးလူလူစကားပြောပေါ့ကွာကြုံပြောလိုက်တော့ယာမလေသဘောပေါက်သွားပြီးအသားတွင်းလေးဆွဲပြီးအနောက်ကနေလိုက်သွားပါတယ်မဲကျော်မဲကျော်နေရလေစောင်းပါအောင်ဟာလမ်းလျှောက်တာမြန်လိုက်တာ ဟင်ကိုရမဘာလို့လိုက်လာတာလဲနင်းအသားတွင်းကြံနေခဲ့လို့လိုက်ပေးတာလေဒါနဲ့နင်းဘာအသားစားကြလဲတော်ပြည့်ထွင်ပြစ်ခဲ့မယ်ရာမားကလည်းအသားတွဲပေးရင်ပြောလိုက်တော့မေကျောကအသားတွဲကိုယူလိုက်ပြီးကိုရမရဲ့ကျမအတွက်ဒုက္ခမရှာပါနဲ့ကိုရမသာအမဲပြည့်ထွင်ရင်ဂယုဆိုင်ပါမေကျောကကိုရမကိုစိတ်ပူလို့လားစိတ်ပူတာပေါ့ကိုရမရဲ့မေကျောမှဒီအကိုနှစ်ယောက်ပဲရှိတာစိတ်ပူတာပေါ့ဟင် မဲကျော်ကကိုရမကိုအခုတယောက်အနေနဲ့စိတ်ပူတာလားအေးလေကိုရမကဘလို့စိတ်ပူစေချင်လို့လဲကိုရမလိုချင်တဲ့စိတ်ပူတာမျိုးကတမိလက်ထဲမှာအသားတွဲကြီးနဲ့ပါလားမောင်ရမတို့အိမ်ကနေဝဲလာတာလားရမအချင်းအနေကောင်းနေတော့မဲကျော်မိခင်နဲ့လမ်းမှာတိုးတာဖြစ်ပါတယ်မဟုတ်ပါဘူးကိုရမကအိမ်စားဖို့ပေးလိုက်တာတမိရဲ့ဒီလောက်အများကြီးယူလာရလားမောင်ရမရဲ့ ော်တော်ပတ်စံရှင်းပေးမယ်နော်။ရပါတယ်တော်တော်ရဲ့။သားစီကျင်လို့ပေးလိုက်တာပါဗျ။ပတ်စံမယူပြစေနဲ့။အော်အေးပါကွယ်။ဒါနဲ့တမီးတို့နှစ်ယောက်ကဘဲ ਉਹ ရော။တမီးကအိမ်ကိုပြန်မလို့လေအမေရဲ့။တမီးအသားအတွက်မိခဲ့လို့ကိုရမလိုက်ပေးတာ။တော်တော်ကြုံလေပြန်လိုက်အောင်မယ်ဗျ။အိမ်မှာအလုံလေးတွေရှိသေးလို့။အေးပါကွယ်။အေးပါ။ရမရဲ့။မင်းအဖြစ်ကလည်းစိုးပါလား။ရမကတော့မဲကြောနောက်ကို လိုက်သွားရာ ဖြစ်တဲ့အကြောင်းအရာများကိုပြန်ပြောပြတော့ကျောင်းကလည်းဟားတိုက်ပြီးရီးလိုက်ပါတယ်။ရာမာကတော့နေမရထိုင်မရနဲ့ဟုန်လျှောက်ဒီလျှောက်ရှိနေပါတယ်။မဲကျောင်းအမေရောက်လာလို့ဗျ။မဟုတ်ရင်ကျောင်းမဲကျောင်းကိုချင်းနေတဲ့အကြောင်းပြောလိုက်ရမှာ။အခုတော့ဗျာအသေးတွေရားလိုက်ပါပြီ။အချိန်မတန်သေးလို့မင်းကိုနှက်ကောင်းမလိုက်တာ ဖြစ်မှာပေါ့ကွာ။ရီးပါဗျာရီးပါ။ကိုမှန်အလဲကြမှရီးနိုင်မလားဆိုတာကြည့်ရမယ်။အခုတခါမတဲ့နှက်ကနှက်ကောင်းတော့မဖြစ်နိုင်ပါဘူးကိုမှန်ရ အဲ့ဒါနှက်ဆိုးပြနှက်ဆိုးငါအလှရဝေးပါသေးတယ်ကွာကဲကဲမင်းရဲ့အချစ်ရဲ့ကိစ္စနောက်မှစဉ်းစားအခုတော့ရွာထဲကိုအသားသွားရောက်ရမယ်အေးဗျာအသားရောက်ကလည်းသွားရအောင်မယ်မဲကျုံးမျက်နှာလေးလွမ်းနာတော့အေးအေးလူလူမလွမ်းရအောင်ပြန်ရောက်မှလွမ်းကွာအခုတော့သွားမယ်ကျုံနဲ့ရာမကလည်းအသားများကိုရွာထဲမှာလှည့်လည်ရောင်းချလိုက်တော့ခဏလေးနဲ့ကုန်သွားပါတယ်အသားများရောင်းပြီးပြီဖြစ်တာမို့တုံးကလည်းတန်းလျားမှလှဲနေမိတယ်ကိုမန်း ကိုမန်ရမအိမ်ရှိရဘသူလဲမသိဘူးကြီးစမ်းမအောင်ရွာရဲရထိုးနိုင်ဆိုတဲ့ကောင်းလေးပြဘာလာလို့တာလဲမသိဘူးကျုပ်ကလည်းတန်လျာကထပြီးအိမ်ရှိကိုထွက်ခဲ့တာပေါ့ကိုမန်ဒီအပတ်ထဲတောပြစ်သွားအောင်မလားဘာလို့လဲထိုးနိုင်ရဲ့ဘာလဲမင်းမလိုက်မလို့လားဟုတ်တယ်ကိုမန်ရဲ့ကျုပ်ရှာစရာလေးတစ်ခုရှိလို့သွားရှာမလို့ရှာစရာ ဟုတ်လားမင်းနွားတွေပါပြီးပြောင်းလို့လားမဟုတ်ပါဘူးကိုမန်ရာအိမ်မက်တစ်ခုရလို့ တကယ်ဟုတ်မဟုတ်သွားရှာမှာထုံနိုင်ကားတော့ကွာအိမ်မက်ပဲမက်ချင်ရမှတ်မှာပေါ့ကွာအပြင်းမဘဲဟုတ်ပါမလဲမဟုတ်ဘူးကိုရမရဲ့ညာကမှတ်တဲ့အိမ်မက်ကတကယ်အပြင်းအတိုင်းပဲဗျကျောက်ကိုအဖိုးကြီးတယောက်ကလမ်းတွေညှို့ပေးလိုက်တာနေစမ်းမအောင်မင်းကိုလမ်းညှို့ပေးတယ်ဆိုတော့မင်းရောအဲ့ဒီလမ်းတွေကိုမှတ်မိရဲ့လားရာမမေးလိုက်တော့ထုံနိုင်ကခါးကြမှာထိုးထားတဲ့စာရွက်လေးတစ်ခုကိုထုံလိုက်ပြီးကျောက်တို့အရှိမဖြန့်ပြပါတယ် မှတ်မိသလောက်ကျုံနဲ့မြေပုံဆွဲထားတာကျုံကမြေပုံကိုယူကြည့်လိုက်တော့အဲ့ဒီမြေပုံမှာလမ်းကြောင်းတွေက တကယ်ရှိနေကြောင်သိလိုက်ပါတယ်။ဓာတ်နဲ့ဘာတွေရှိလို့မင်းကသွားကျင်ရတာလဲ။အိမ်မက်ထဲမှာကတော့ရွှေထုပ်သုံးထုပ်ပြအိမ်မက်ထဲကလူကြီးရလဲပြောသေးရဲ့။တထုပ်ကိုမင်းယူပြီးဂျန်နဲ့နှစ်ထုပ်ကိုဖျားတယ်တဲ့။မင်းကိုအိမ်မက်ပေးတာဆိုတော့မင်းကိုနှက်ကောင်းမလာထင်နေ။နှက်တွေဘာတွေမသိပါဘူးဗျာ။ကျုံလဲအဲ့ဒီနေရာမှာရှိမရှိသွားကြည့်ကြလို့အေးကွာ အဲ့ဒီနေရာမှာမင်းပြောတဲ့ရွှေထုပ်တွေရှိလားမရှိလားမသိပေမဲ့မင်းဆွေးထားတဲ့မြေပုံရဲ့လမ်းတဝက်လောက်အထိတော့ရောက်ဖူးတယ်။ဟိုဘက်တော့ငါလည်းမရောက်ဘူး။ဒါဆိုရင်ဒီလမ်းတွေကတကယ်ရှိရပေါ့။အေးရှိတယ်။ဒါနဲ့ငါတို့ကနောက်နှစ်ရက်လောက်ကြာမှတော့ပြည့်ထွက်ကြမှာ။မင်းကဘယ်နေ့သွားချင်တာရော။ရပါတယ်ဗျာ။ကိုမတ်တို့ကိုရမားတို့သွားမှာပဲ။အထူးထူးသွားကြတာပေါ့။ဒီလိုလုပ်မယ်ဗျာ။အရင်ဆုံးကျုပ်တို့မြေပုံရဲ့တည်နေရာကိုအရင်သွားကြမယ်။ တကယ်လို့ဘာမှမရှိရင်လဲတောပြစ်ပြီးပြန်ကြတာပေါ့အဲရှိရင်လဲကြုံရမဲ့ဝင်းစုထဲရတဝက်ကိုကိုမတ်တို့ပေးပါမယ်မလို့ပါဘူးတကယ်လို့ရှိရင်တော့မင်းထိုက်လို့မင်းရတာပဲငါတို့မလို့ကြမအောင်ကဲကဲမင်းအခုပြန်တော့နောက်နှစ်ရက်ကြာရင် မနဲ့စောစောအိမ်ကိုလာခဲ့မင်းပြောတဲ့နေရာကိုသွားကြတာပေါ့ကောင်းပါပြီဗျာဒါနဲ့မြေပုံးကိုကိုမတ်တို့ယူထားပါလားကျုံကမေးတဲ့ရော့တက်တာနဲ့ဆိုတော့ပြောက်သွားမှာစိုးလို့ပါအေးရားတယ်လေ ငါတို့တင်းထားလိုက်မယ်ဒါဆိုရင်လဲကျောင်းပြန်လိုက်အောင်မေးပြထုံးနိုင်ကတော့ခြံထဲရနေပြန်ထွက်သွားပါတယ်ထုံးနိုင်တို့မိသားစုဟာဆင်းရဲကြတဲ့ပြင်မိခင်ဖြစ်သူကလည်းလေကားပေါ်ကလှိမ့်ကြတဲ့ထက်နဲ့အောက်ပိုင်းကလှုပ်မရတော့ဘူးလေဖခင်ဖြစ်သူကလည်းကျမ်းမာရေးတိတ်မကောင်းတာကြောင့်မိသားစုဝန်ကြီးကထုံးနိုင်အပေါ်စုပြုံနေတာဖြစ်ပါတယ်မိသားစုတစုလုံးကဘာသာတရားကိုင်းဆိုင်ကြတာမို့အခုလိုအိမ်မက်မျိုးရခြင်းလို့လည်းတွေးမိပါတယ်ထုံးနိုင်ပြောသလိုသာ ရှေးရတကယ်ရှိမယ်ဆိုရင်ထုံးနိုင်ရဲ့ဘဝပြောင်းလဲသွားမှာကိုဝမ်းမက်သက်သာမြင်ရအောင်မှာဖြစ်ပါတယ်။ကိုမတ်ရာနတ်တွေရလဲခွဲခြားခွဲခြားအရန်လောက်တာပဲဗျာ။ရုတ်တရက်ကြီးဘာထားဖြစ်ပြန်တာတော့ရမရဲ့ဘဲနဲ့ကကိစ္စပေါ်လာပြန်တာတော့ဘဲနဲ့ဖြစ်ရမလဲဗျ။ထုံးနိုင်ကြတော့ရွှေရင်ရအောင်အောင်မဆာရင်ကျုပ်ကိုမားတဲ့နဲ့ကြတော့မဲကျုပ်အမေကြီးကိုခေါ်ချလာတာတဲ့ဗျာ။စဉ်းစားကြည့်ပါဦး။မင်းရတော့လေအခုမင်းပြဿနာ နတ်ကိုအပြစ်တင်ရမှာမဟုတ်ဘူး။ကံကိုအပြစ်တင်ရမှာကွာကံကိုကျုံကလည်းရာမကိုစားနောက်ပြီးတန်လျာမှာပြန်လဲနေလိုက်ပါတယ်။ဘာလို့လို့နဲ့နှစ်ရက်ဆိုတဲ့အချိန်ကကုန်ခဲ့ပြီဖြစ်ပါတယ်။ကျုံကတော့မိုးမလင်းမီထပြီးလိုအပ်တာများကိုထည့်သွင်းနေရပါတယ်။ရာမကတော့မနက်စာစားဖို့အတွက်ထမင်းချက်ပြရနဲ့သူ့ရဲ့လက်ဆွဲတော်ဓာလေးကိုသွင်းနေပါတယ်။ခဏအကြာမိုးလင်းလာတော့ထုံးနိုင်ကလည်းကျောလွယ်ရီတစ်ခုနဲ့ရောက်လာပါတယ်။ အေးအောင်ထုံးနိုင်မင်းကိုမင်းကာကွယ်ဖို့ဘာလက်နဲ့မှယူမလာဘူးလားမယူတော့ပါဘူးဗျာအိုမတ်တို့ကိုရမတို့ရှိနေရပဲကျုပ်အတွက်လုံးကျုံပါတယ်ဗျဘယ်ဖြစ်ပါမလဲကွာငါအိမ်မှာတော့တနက်အပိုတလက်ရှိတယ်မင်းယူခဲလိုက်ကြီးရေပါထည့်ပြီးသားမယူတော့ပါဘူးဗျာတုံးကတနက်ပြစ်တက်တာလည်းမဟုတ်ဘူးယူလဲအပိုပါပဲအေးအေးဒါဆိုရင်လေငါတို့နဲ့ဘဲမှခွဲမထွက်နဲ့နော်တော်ကြလူစုကွဲမှဆိုလို့စိတ်ကြပါဗျာမခွဲပါဘူး ဒါနဲ့ကိုမတ်တို့အစင်သစ်ဖြစ်ပြီဆိုရင်သွားမယ်လေ။အေးငါတို့ကအစင်သစ်ဖြစ်တာကြာပြီ။မင်းကိုစောင့်နေတာအခုရောက်လာပြီဆိုတော့သွားကြတာပေါ့။ကျုပ်တို့ကလည်းရွာကနေစတင်ထွက်ခွာခဲ့ပြီဖြစ်ပါရဲ့။တောဝင်ရောက်တော့တောထဲမှာတတိထားဖို့ထိုးနိုင်ကိုအသေးချမှားရတယ်။မြည်သည့်အကြောင်းကိစ္စဖြစ်ဖြစ်ကျုပ်တို့နဲ့အရင်တိုင်မြင်ရမယ့်အကြောင်းပြောတော့ထိုးနိုင်ကလည်းလိုက်နာပါရဲ့။တောထဲရောက်တော့မြောက်တွေရဲ့အော်တန်ကိုကြားရတယ်။ကိုမတ် အခုကျုပ်တို့ဘဲဟိုရောက်ပြီလဲအခုမှခကြီးရဲ့လေးပုံတပုံပဲရောက်သေးတယ်အရှိဆိုရင်တောထူတယ်မွေပေါ်တဲ့နေရာမှတေချာခရုဆိုင်ကြကျုပ်ကတော့မွေများပေါ်များတဲ့နေရာနဲ့နီးလာတာမို့တတိထားဖို့မှားကြပြီးအရှိကိုထွက်ခဲ့ပါတယ်ကျုပ်တို့အဲ့ဒီနေရာကဖြတ်တော့မွေတွေကိုမကြမကြတွေ့ရပါတယ်လေးမွေများမွေစိမ်းများကိုလည်းခက်စိတ်စိတ်တွေ့ရပါတယ်အစိမ်းမရှိတဲ့အကောင်တွေဖြစ်တာကြောင့်သာစိတ်အေးရတယ်လေကိုမန့်ခိုးမခွင်းနေတာ မွေမွေးကြီးမဟုတ်လားဂျာမားကလည်းနေရာတစ်ခုကိုညှုံပြပြီးပြောလာပါတယ်တပိတခန့်အရွယ်မွေမွေးကြီးကလည်းကိုင်းမုတ်တစ်ခုထဲမှာခွေနေပါတယ်ဂျာမားမျက်စိရှင်လို့သာတွေးရခြင်းဖြစ်ပါတယ်မွေမွေးကြီးကသူ့ကိုဘာမှမလုပ်ရင်ရမ်းမမှုဘူးဟိုဘက်ကနေလှည့်သွားတာပေါ့မွေမွေးတွေကတော့သူကိုယ်တိုင်စပြီးရမ်းမမှုတက်တာကြောင့်ကျုပ်တို့ကလည်းဘေးရောက်ကိုပြီးတွားကြပါတယ်မွေတွေပေါ်တဲ့နေရာကိုကျုံလုံးပြီးတော့တောင်ရဲ့အဆောက်ကိုရောက်လာခဲ့ပါတယ် ကိုမတောင်ကအတော်လေးမဆောက်သလိုပဲနော်ဟုတ်တယ်ထွန်းနိုင်ရဲ့ဒီဘက်မှာပဲနည်းနည်းမဆောက်တာပါတောင်စင်းရောက်ရင်တော့ပြေလျှောပါတယ်ဒါနဲ့မင်းသွားမဲ့နေရာရောက်ဖို့ကဒီတောင်အပါဝင် တောင်သုံးလုံးကိုကြော်ရမှာဒီလောက်တောင်ခရီးဝေးတာလားဗျကျုံရဲ့အိမ်မက်ထဲမှာတော့ခဏလေးပဲမင်းဆွဲထားတဲ့မြေပုံကအားလုံးပါအောင်မဟုတ်ပဲမြေပုံအကျန်းနေနဲ့ဆွဲထားတာလေတကယ်ဆိုရင်ခရီးရတော်တော်ဝေးတယ်ဒါဆိုလဲမသွားနေတော့ဗျာကျုံကြောင့်ဒုက္ခများနေပါမယ် ဟုတ်တာကွာကိုညီတဲ့နာကိုညီတာပါမင်းသာခင်ကြီးမှဂယုဆိုင်ကျုပ်တို့ကတော့ဆက်ပြီးတော့ခင်ကြီးထွက်ခဲ့ရာပထမတောင်ကိုလည်းကျော်လွန်ခဲ့ပါတယ်ဒုတိယတောင်လျှောက်တော့ခင်ကြီးဆက်ဖို့အချိန်မရှိတော့တာကြောင့်သခန်းချဖို့ပြင်လိုက်ပါတယ်ဝါးများနဲ့လင်းစင်တစ်ခုစောက်ပြီးညစာစားပြီးရနဲ့လင်းစင်ပေါ်တက်နေလိုက်ပါတယ်လင်းစင်အောက်မှာတော့မီးဖို့တစ်ခုဖိုးထားလိုက်ပါတယ်ကိုမတ်ကျုပ်တို့ခုလောက်မေးလို့ရမလားရတယ်လေထုံးနိုင်ရင်ဘာမေးမလို့လဲ မင်းလေကိုမတ်ဒီနေရာကိုအမဲပြစ်လာဘူးလားဗျမလာဘူးပါအောင်ကွာငါဟာအရှိတောင်မှပဲပြစ်တာ အခုတောင်ကိုကြတော့မျက်စိလည်ရင်တစ်ခါပဲရောက်ဘူးလားအခုခရီးနဲ့ဆိုရင်နှစ်ခါပေါ့ဩဒီတောင်ကပုံမှန်ထက်ပိုပြီးတော့တိတ်ဆိတ်တယ်လို့ပဲနော်အင်းတားကောင်ကြီးကြီးမားမားမရှိတာနဲ့ညာဘက်အစာရှာတဲ့ကောင်နဲလို့ပြစ်မှာပေါ့ကဲကဲမင်းတို့အိတ်တော့မနဲ့ကြရင်လေခင်ကြီးကထွက်ရအောင်ပါကျုပ်ကလည်းယာမနဲ့ထုံးနိုင်ကိုအိတ်ဖို့ပြောပြီး ကင်းဆောင်နေလိုက်ပါတယ်။ပန်ဝင်းကျင် အချင်းအနေ ကောင်းတာမို့ကျုပ်ကလည်းညနေလောက်မှအိပ်ပျော်ခဲ့တယ်။မနေ့ရောက်တော့မနေ့စာစားကြပြီးကြံသေးတဲ့ခီးကြီးကိုဆက်ခဲ့ပါတယ်။ကိုမန်းဒီနေရာမှာပုတ်အဲ့အဲ့အနံ့တွေရသလိုပဲကြားများရှိရလားမသိဘူး။မသိပါဘူးကွာ။ငါတို့မရင်းနှီးတဲ့နေရာမို့တိုးရိပ်မိတာတော့အမှန်ပဲ။ဒါနဲ့ကိုမန်းလမ်းကဘယ်လောက်ရောက်ပြီလဲ။ခီးကြီးရဲ့တဝက်ကိုတော့ကျော်လာခဲ့ပြီ။အခုညကျော်လို့မနေ့ရောက်ရင်တော့ အဲငါတို့သွားမယ့်နေရာကိုရောက်လောက်ပါတယ်ကျောင်းတော်ကလည်းခရီးဆက်လာရတောထုတဲ့နေရာများနဲ့တားရဲပေါ်တဲ့နေရာများကိုလည်းကြော်ဖြတ်ခဲ့ပါတယ်ညနေမှောင်ရီပြိုးချိန်လောက်တော့ရွာတရွာကို အမတ်မထင်တွေ့လိုက်ရတယ်။ရာမနဲ့ထုံးနိုင်အရှိမရွာတရွာကအခုညတော့တဲစရနေရာရပြီပေါ့။ကိုမန့်ဒီလောက်တောနေတဲ့နေရာမှာရွာကဘလို့ရှိနိုင်မှာလဲ။ကျဲရွာတွေများဖြစ်နေမလားနော်။တွေးပြီးတော့ကြောက်မနေစမ်းမနဲ့ထုံးနိုင်ရအရင်ဆုံးလေးလာကြည့်ရတာပေါ့ ဦးလေဒီရွာနယ်မရပါနဲ့ဗျကျုပ်တို့ရွာနယ်မကိုမတွေးမိလို့ပါငါတို့တို့ကမုတ်ဆိုးတွေထင်နေဒီရွာကကမ်းပလူရွာပါကျုပ်တို့ကမုတ်ဆိုးတွေဆိုတာဘလို့သိတာလဲဦးလေရဲ့ဩဒီရွာကလူသူအရောက်အပေါက်နေတယ်လေရောက်တဲ့သူမှန်သမျှလည်းမုတ်ဆိုးတွေပဲမိုးကလည်းချုပ်တော့မှဆိုတော့ဦးလေးအိမ်မှာတဲကြပါငါတို့တို့ကျေးဇူးတင်ပါတယ်ဦးလေးရာကျုပ်တို့လည်းခင်းကြီးတစ်ခုနဲ့ထွက်လာတာပါနေစရာပေးလို့ကျေးဇူးတင်ပါတယ် ရပါတယ်ကွာရေဆက်ဆောင်လို့ကူညီရတာပါကဲကဲဦးလေးအိမ်ကိုလိုက်ခဲ့ကျုံတို့ကလည်းအဲ့ဒီဦးလေးခေါ်ရနောက်ကိုလိုက်ခဲ့ပါတယ်ငါတို့တို့အေးအေးလူလူနေကြနော်ဦးလေးခဏနေညစာလာဖို့ပြီမယ်ဟုတ်ကဲ့ဦးလေးကျုံတို့ကိုအဲ့ဒီဦးလေးရပြောပြီးတော့အရောက်ကိုဆင်းသွားပါတယ်ရာမနဲ့ထုံးနိုင်အဲ့ဒီလူလာပိုးတာတွေကိုမစားနဲ့နော်ငါအချင်းတွေကိုတိတ်မတင်ကားလို့ဘာများထူးလို့လဲကိုမဲ့ရဲ့ကျုံကတော့ဘိုက်အတော်စားနေပြီဗျ ငါပြောသလိုလှုပ်ဆန်းပါကွာမင်းတို့ကရှာဟိုးရှည်ခဏနေတော့ဦးလေးကြီးကပြန်တက်လာပြီးညစာများယူလာပါတယ်ညစာများကတော့ကြက်သားငပိရည်နဲ့တိုးစရာတွေဖြစ်ပါတယ်အင်းတွေကမှွေးကြနေတာမို့ကျုပ်ပင်စားကျင်စိတ်ကိုထိမ့်ချုပ်ထားရတယ်ညစာအတွက်လည်းကျေးဇူးပါပဲဗျာကျုပ်ကတော့ဗိုက်စာနေပြီဆိုတော့စားလိုက်အောင်မယ်စားပါကွယ်စားပါနောက်ထပ်အများကြီးရှိပါသေးတယ်ငါတို့ရဲ့ကျုပ်ကပြောထားပေမယ့်ယာမနဲ့ထုံးနိုင်ကတော့စားနေပြီဖြစ်ပါတယ် တရငါ့တူအောင်မစားဘူးလားအင်းတွေမကြိုက်လို့လားမဟုတ်ပါဘူးဦးလေးရဲ့ဒီ ਉਹ မရောက်ခင်လမ်းမှာအသီးတွေစားလာတာမို့မစားလို့ပါပြီးတော့အရန်လဲအိတ်ချင်နေလို့ပါဩအေးပါကွယ်လိုအပ်တာရှိရင်ပြောနော်ဦးလေးအိမ်ရှိမှရှိရဲ့ဦးလေးရအိမ်ရှိမှဘာသွားလို့မလို့လဲဗျရင်ွေးကြမ်းလေးတောက်ရင် ထိုင်မလို့ပါကွာ။ဩဟုတ်ကဲ့ဦးလေး။အဲ့ဒီဦးလေးကတော့အိမ်ရောက်ကိုဒုတိယအကြိမ်ဆင်းသွားပြီဖြစ်ပါတယ်။ကိုမက်ရာ ကြားလို့ကောင်းချက်ကတော့မျက်လုံးတွေပါမေးလာတယ်ဗျာ။ဟုတ်ပါကိုရမရချက်ထားတာကောင်းတော့လို့အိတ်တောင်အိတ်ချင်လာပြီ။ကျုပ်တို့တော့အိတ်တော့မေးဗျာ။ရမနဲ့ထုံးနိုင်ကတော့အတိုင်အဖောက်ညီစွာအိတ်ပြော်သွားကြပြီဖြစ်ပါရဲ့။ကျုပ်ကလည်းမတင်ကြတာကြောင့်အချင်းအနေကိုစောင့်ကြည့်ဖို့အတွက်တနက်ကိုခါအောင်မှအရှည်လိုက်ထားလိုက်ပြီးအိတ်နေလိုက်ပါရဲ့။မျက်လုံးကိုအနေငယ်ဖွင့်ထားတာမို့မြင်နေရပါရဲ့။ငါတို့တို့ငါတို့တို့ဦးလေးကြီးကတော့ အိမ်မော်ကိုပြန်တက်လာပြီးကျုပ်တို့ကိုခေါ်နေခြင်းဖြစ်ပါတယ်။ဟိုနှစ်ကောင်ကတော့အိမ်မော်ကြားနေတာမို့ပြန်မထူးကြအောင်လေ။ကျုပ်ကလည်းအိတ်ချင်အောင်စောင့်နေတာမို့ပြန်မထူးလိုက်ဘူး။။နောက်ဆုံးတော့ငါမိသားစုဒီနေရာကနေလွတ်တော့မှာပါလား။အဲဒီဦးလေးကရှင်းလိုက်ပြီးတော့ကျုပ်တို့အနာကိုတိုးလာပြီးစိုက်ကြည့်နေပါတယ်။အိမ်မော်ကိုနောက်ထပ်လူနှစ်ယောက်ကလည်းတက်လာပြန်ပါတယ်။ခလေးတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။အဲဒီလူနှစ်ဦးကလည်း ကျုပ်တို့အနာကိုတိုးလာပြန်ပါတယ်ကျုပ်တို့ကိုကြိုက်ဖို့အတွက်လက်ကိုအလှမ်းမှာကျုပ်ကလဲနေရမှာခါအောက်ကတနက်ကိုထုတ်ပြီးဦးလေးကြီးရဲ့ခေါင်းကိုပြင်ချလိုက်ပါတယ်ကျဲလောင်နဲ့တနက်တန်ထွက်ပေါ်လာပေမယ့်ဂျာမာတို့ကနိုးလာခြင်းမရှိအိမ်မြဲအိမ်နေကြပါတယ်ခေါင်းမရှိတော့တဲ့ကိုတုံးကြီးကအရှိကိုလဲကြလာတယ်လေကျုပ်ကလည်းတနက်ကိုကြည်ထက်ထိုးပြီးတော့အမျိုးသမီးဖြစ်သူကိုပြင်ချလိုက်ပါတယ်ကျုပ်ရဲ့တနက်စာမိသွားတဲ့နှစ်ယောက်ကပုံသွိုးသွားပြီး အယိုးချောင်များဖြစ်ကုန်တယ်လေနောက်ထပ်ကြံနေတဲ့ကလေးကကျုပ်ကိုပြေးကြိုက်တာမို့တနက်နဲ့စောင့်ထိုးလိုက်ပါတယ်အဲ့ဒီကလေးတည်းရဲ့ကလဲနီယာကနေပြန်ထပြီးကျုပ်ရဲ့ခေါင်းမော့ကိုခုန်တက်တော့ခြေထောက်ကိုဆွဲကျမ်းမြင့်ကိုကင်ပောင်းလိုက်ပါတယ်ကလေးတရေကတော့ကျမ်းမြင့်မော်ကလူးလဲထပြီးကျုံရဲ့ခြေထောက်ကိုကိုက်ဖို့ပြေးလာပြန်ပါတယ်ကျုံကတနက်ကိုကြီးအမြန်ထိုးပြီးပြေးလာတဲ့ကလေးရဲ့ခေါင်းကိုပြေးချလိုက်တော့ခေါင်းကပွင့်ထွက်သွားပြီးသူ့မိဘတွေလို့ အယိုးကြောင့်များဖြစ်သွားကြပါတယ်ခွေးကောင်တွေထဆန်းထဆန်းကဲဟာဒီလောက်အေးရဲမတ်တဲ့ကောင်တွေကျုံကလည်းရိုးရိုးနှိုးလို့မရတာကြောင့်တကောင်သားနှစ်ယောက်ရဲ့ပါးကိုအပါတရရိုင်းနှိုးလိုက်ပါတယ်ဟမ်ဘာဖြစ်တာလဲဘာဖြစ်တာလဲဘာ哦ဘာဖြစ်တာလဲထတော့ငါတို့အခုရောက်နေတာမင်းအဘအိမ်မဟုတ်ဘူးကိုမတ်ကလည်းဗျာအိတ်ကောင်းပြီဆိုရင်လုပ်ပြီပါဘာဖြစ်လို့လဲဒီလောက်ဖြစ်နေတာတော့ဘာဖြစ်လို့လဲဟုတ်လားကဲဟာ ကျုံကလည်းယာမရဲ့ပါကိုနောက်တစ်ချက်ခန္ဓာနာရိုက်ပေးလိုက်မှယာမလည်းကြီးကြီးလင်းလင်းဖြစ်သွားပါတယ်။ဟင်းဒီအယိုးစုတွေကဘာတွေလဲ။ကျုပ်တို့ဘယ်ရောက်နေရလဲ။အဲ့ဒါတွေနောက်မှပြောမယ်။အခုဒီကနေအမြန်ထွက်ရအောင်။ကျုပ်ကယာမတို့နှစ်ယောက်ကိုအမြန်ခေါ်ပြီးအဲ့ဒီရွာကနေထွက်ခဲ့ပါတယ်။အဲ့ဒီနေရာနဲ့အတော်ဝေးဝေးရောက်တော့မှပြေးလာတာကိုရမ်းလန့်ကြတယ်။ကျေသမျှအကြောင်းတွေကိုပြောပြလိုက်တော့ယာမနဲ့ထုံးနိုင်ကလည်းအလုံးအံ့ဩနေကြတယ်လေ။ ဒါဒါဆိုရင်ကျောက်တို့စားခဲ့တာဘာတွေလဲငါနောက်ဆုံးပကံနဲ့လှမ်းကြည့်လိုက်တော့တင်းရွက်အစိမ့်တွေတင်းရွက်ချောက်တွေမြင်တာပဲမင်းတို့မြင်မြန်အံကြစားရာမနဲ့ထုံးနိုင်ကလည်းတဝောဝောနဲ့အန်လိုက်ကြတော့တင်းရွက်ချောက်များထွက်လာပါတယ်မိုးလင်းတဲ့အထိမအိတ်ကြတော့ပဲမိုးလင်းချိန်ကိုသာစောင့်နေမိကြပါတယ်မိုးလင်းတော့ညာကရွာကိုပြန်ကြည့်လိုက်တော့ရွာတရွာခန့်ကွင်းပြေကြီးဖြစ်နေတာကို တွေ့ရပါတယ်မြေပေါ်အရာခရီးဆက်လာခဲ့ကြတော့ထုံးနိုင်ကလည်း အိမ်မက်သေးကနေရာကိုတွေ့ပြီလို့ဆိုကညောင်မင်းကြီးတပင်ရဲ့အခြေကအပေါက်သေးကိုလှမ်းပြီးနှိုက်ကြည့်လိုက်တော့ထုံးနိုင်ပြောသလိုရွှေအိတ်သုံးအိတ်ကိုတွေ့ရပါတယ်။ကျုံနဲ့ရမလည်းထုံးနိုင်အတွက်ပျော်နေမိတာပေါ့။အပြန်ခရီးကိုတော့ခက်သွက်သွက်ပြန်ခဲ့ပြီးညောင်အိတ်စခန်းကိုလည်းတပင်ကြီးများမှသာလင်းစင်ဆောက်ပြီးကြော်ဖြတ်ခဲ့ပါတယ်။နေရဲမြအပြန်ခရီးကြပြီးတော့ရွာစီကိုပြန်ရောက်လာခဲ့ပါတယ်။အခုခရီးစဉ်ကတော့စိုးချင်းကောင်းချင်းများ ကျောနှောလျက်ရှိနေပါတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးစင်ရာရွှေဝင်းထုံရှင်းသားထားတဲ့စာနီတော်မောင်မတ်နှင့် တခုတော်ခင်ကြီးစင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအတွက်ဘလို့ဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးတော့မလဲဆိုတာကိုစောင့်မျှော်အားပေးနာဆင်ဖို့အတွက်ဖိတ်ခေါ်ရင်နှုတ်ဆက်လိုက်ပါရစေ။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေရှင်